ဆက်ပြီးတော့ကျွန်တော်နောက်ဆုံးအပိုင်းလေးမှာတော့ဟောမှာရှိနေတဲ့ထင်ရှားတဲ့တော်ညုံကိန်းတော်ညုံကိန်းတွေပေါ့နော်ကျွန်တော်အညုံကိန်းတွေကကျွန်တော်ပြောနေတယ်ဘယ်သူတော့ဘယ်အညုံကိန်းတွေကဘာတွေဘယ်လို famous ဖြစ်တယ်ဆိုတာလေအခုမှပဲကျွန်တော်ပြောမှဖြစ်ပါအဲ့တော့ကမ္ဘာမှာရှိတဲ့ထင်ရှားတဲ့တော်ညုံကိန်းတွေကတော့နံပါတ်1ကတော့ Down Jones ပေါ့နော် Down Jones ကတော့ Eos Store အချိန်မှာကျွန်တော် NYSE မှာအဓိကကျတဲ့အညုံကိန်းဖြစ်ပါတယ်ဒါပေမဲ့သူကတော့ ီသူ့မှာပါတဲ့ component ကတော့ stock 30ပဲရှိပါ stock 30ပဲရှိတယ်เนาะကဘာမှာထင်ရှားတဲ့ဒီ New York မှာထင်ရှားတဲ့ company ထိပ်တန်း company 30ရဲ့ stock ကိုပဲသူက down jones ဆိုပြီးတော့เนาะတကယ်ဟိုဟိုလောက်တာဖြစ်ပါတယ် pressure တာဖြစ်ပါတယ်သူကတော့ price weighted index တွင်နည်းနဲ့သူကတွက်တာဖြစ်ပါတယ် price weighted index ဆိုတဲ့သူသူကထုတ်ဝေထားတဲ့ share ရေအတွက်မပါဘူးအပေါ့ဘောနော်ဥမာ Boeing ဆို Boeing ကဘယ်လောက်တန်နေပေါ့နော် almost almost ဘလောက်တန်တယ်နော်အဲ့ဖြစ်ပေါ်နေတဲ့ stock ဈေးနှုန်းကိုပဲကျွန်တော်တို့က weighted average နည်းနဲ့တွက်တွက်ချက်ထားတဲ့ index ဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ standard poor 500ဆိုတော့ new york stock exchange မှာဒီ new york stock exchange မှာရှိနေတဲ့ကျွန်တော်တွက်ချက်ထားတဲ့အညွန်ဂိမ်းပဲရှိပါတယ်သူမှာတော့နာမည်မှာပါတဲ့အတိုင်းပဲကျွန်တော်ထိပ်တန်းကုမ္ပဏီ900ရဲ့ stock တွေကိုကျွန်တော် index ဖွဲ့ထားတာဖြစ်ပါတယ် သူက market capitalization weighted index လို့ခေါ်ပါတယ်။သူကဖွေထားတဲ့ share ဈေးနှုန်း share အရေအတွက်နဲ့ဖြစ်ပေါ်နေတဲ့ share ဈေးနှုန်းဒီကျွန်တော်ကမြှောက်လိုက်ရင် market cap ဆိုရအောင်။အဲ market cap ကိုမှရှိနေတဲ့ share 900ကိုပေါင်းလိုက်ရင် total market capitalization ဆိုတော့ရပါတယ်။အဲ့ဒါကိုမှကျွန်တော်ကအခြေခံဈေးနှုန်းတစ်ခုနဲ့စားလိုက်မယ်ဆိုရင်တော့ကျွန်တော် stock ညွန်ကိန်းဖတ်လာတာဖြစ်ပါတယ်။ဘာပေါ်မှာရှိတဲ့ stock အချင်းတော်တော်များများတော့ market capitalization weighted index နည်းနဲ့ပဲတွေ့ကြတာဖြစ်ပါတယ်ကျွန်တော်ရန်ကုန်စတော့ရှင်းမှာအခုတုံးနေတဲ့မြန်ပိတ်ဆိုတာလည်းကျွန်တော်က market capitalization ဝိတ္တ index နည်းနဲ့တုံးနေတာဖြစ်ပါနောက်တစ်ခုတော့အမေရိကန်မှာပဲကျွန်တော် Nasdaq ဆိုရယ် Nasdaq stock အချင်းကနေပြီးတော့တုံးဆွဲနေတဲ့ညွန်ကင်းက Nasdaq เนาะညွန်ကင်းဖြစ်ပါတယ်သူကတော့အဲ့မှာ stock business stock ပေါင်း3500ပါဝင်တာဖြစ်ပါတယ်နောက်တစ်ခုက London မှာတုံးနေတဲ့ FTSE 100ဆိုတဲ့ ညုံကင်းဖြစ်ပါတယ်။ဒန်ဒန် store ရှင်းမှာတုံးတာတော့သူကနာမည်မှာပါတိုင်းပဲအဲ stop bound တရားကိုကျွန်တော်က distance stop bound တရားကိုကျွန်တော်ကဖွဲ့စည်းထားတဲ့ညုံကင်းဖြစ်ပါတယ်။သူကလည်း market capitalization weighted index ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်ဂျပန်နိုင်ငံ Tokyo Stock Exchange GPX မှာတုံးနေတဲ့ Nikkei 225ညုံကင်းဖြစ်ပါတယ်။ Nikkei 225ညုံကင်းကတော့နာမည်မှာပါတိုင်းပဲ stop bound 225ခုနော် တိုချိုစတော့ရှိမှရှိနေတဲ့ထိတ်တန်းစတော့ပေါင်း125ခုကိုကျွန်တော်ကတွက်ချက်ထားဖြစ်ပါတယ်။သူကတော့နယူးယောက်စတော့ရှိကဒေါင်းဂျုံနဲ့တွက်ချက်ပုံအညုံကိန်းတွက်ချက်ပုံသွားပြီးတော့တူပါရယ်နော်။နောက်တစ်ခုကတော့ top base ဆိုတော့ဂျပန်နိုင်ငံတိုချိုစတော့ရှိမှပဲနော် top base ဆိုတဲ့သင်ချားတဲ့အညုံကိန်းတစ်ခုကတော့သူကစုစုပေါင်း stock component ပေါင်း2000နဲ့ဖွဲ့စည်းထားဖြစ်ပါတယ်။နောက်တစ်ခုကတော့ဟောင်ကောင်မှာရှိနေတဲ့ Hansen Index ပါ။ Hansen Index ဆိုတော့ stock ပေါင်း82ခုထိပ်တန်းပေါ့နော် Hong Kong stock ရှိမှရောင်းဝယ်လုပ်နေတဲ့ထိပ်တန်း stock ပေါင်း82ခုကိုဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်အာရှနဲ့ Pacific Data မှာရှိနေတဲ့ Television stock တွေကိုပဲပေါင်းစုပြီးတော့ MSCI Asia နဲ့ Pacific အညွန်ကိန်းဆိုတာလည်းကျွန်တော်အာရှမှာနေတဲ့လူတွေစိတ်ဝင်စားတဲ့ညွန်ကိန်းဖြစ်ပါတယ်။သူကတော့အာရှနဲ့ Pacific မှာရှိတဲ့ stock exchange 73ခုမှာရှိနေတဲ့ Division stock ပေါင်း 1539ခုကိုပြတ်ချက်ထားတာပဲဖြစ်ပါတယ်။เนาะဒါကတော့အာရှနဲ့ Pacific ဒေသရဲ့စီးပွားရေးအခြေအနေကောင်းမကောင်းသိချင်ဒီညွှန်းကိန်းကိုသွားပြီးတော့ကြည့်လို့ရအောင်။နောက်တစ်ခုကတော့ Singapore Stock Exchange မှာရှိနေတဲ့ SDI เนาะ SDI Index ကတော့တော့ညွှန်း Stock Component ပေါင်း30နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ SCD ပေါ့เนาะ Stock Exchange Thailand Index SCD Index ကတော့ကျွန်တော် Stock Component ပေါင်း629ခုနဲ့ ကျွန်တော်ဖွဲ့စည်းထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာပါဝင်နေတဲ့ component เนาะ index ကမှာပါနေတဲ့ component နဲ့မှာပါနေတဲ့ company ကြီးတွေရဲ့เนาะအရွယ်အစားနဲ့သူရဲ့ performance ပေါ်မူတည်ပြီးတော့နိုင်ငံတစ်ခုရဲ့စီးပွားရေးကိုเนาะတွားပြီးတော့เนาะ impact ဖြစ်တယ် direct relationship တဲ့ relationship ဖြစ်တယ်ဆိုတာတော့ကျွန်တော်အရှိပိုင်းမှာပြောခဲ့ပြီးတဲ့အတွက်တွေ့တူတော့ပြောစရာမလိုပါဘူးဒီ company ကြီးတွေရဲ့ ပေါ်ဖော်မန့်တွေကနိုင်ငံစီးပွားရေးကိုဘယ်လိုတိုက်ရိုက်ဆက်နွယ်နေလဲသူတို့အထက်မှာရှိနေတဲ့နော်အရေးပါတဲ့ခေါင်းကြီးတွေ၄50ခုတုတ်ရှားလိုက်တာနဲ့စော်စင်းလုံးတွေကဘယ်လိုတဲ့ချအပြောင်းလဲဖြစ်သွားရသလဲကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်နော်အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်အဲနောက်ထူးခြားတဲ့ကျွန်တော်တို့ညုံငင်းတစ်ခုဒါကတော့ကျွန်တော်တို့ဒါတော့ top 10ပေါ့နော် top 10ကမ္ဘာမှာရှိတဲ့2025မှာရှိနေတဲ့ top 10 ကဘာမှာရှိနေထိတ်တန်း stock 10ခုရဲ့ stock exchange 10ခုရဲ့အနေအထားကိုကျွန်တော်ကြက်ပြီးတော့ပြင်ပြမှာဖြစ်ပါတယ်။အဲ့တော့ stock exchange အကြီးအသေးကိုဘယ်လိုတွက်လဲဆိုတော့ market capitalization နဲ့တွက်ပါတယ်။နော်အဲ့တော့ဒီ stock exchange တစ်ခုမှာရှိနေတဲ့ stock တွေကိုအားလုံးကျွန်တော်ထုတ်ထားတဲ့ share ရေးတွန်းနဲ့အဲ့တိုင်းတိုင်းနေမှာရှိနေတဲ့ share ဈေးနှုန်းနဲ့မြောက်ပြီးတော့စုစုပေါင်းနော် listed stock တွေကိုပေါင်းလိုက်မှဆိုရင် market cap ရောက် market capitalization ဈေးကွက်တန်ဖိုးရောက် အဲ့ဒါကိုကျွန်တော်တန်းစီစရာနဲ့ဆွဲလိုက်တဲ့ချိန်မှာဟောမရှိနေတဲ့တော့ရထိတ်တန်းဆယ်ခုမှာတော့နံပါတ်၁ကတော့ New York Stock Exchange New York Stock Exchange မှာရှိနေတဲ့ stock တွေအားလုံးပေါင်းရင်တန်ဖို့ဟာနော်တိုင်းတာရဲ့နေ့မှာတော့ US ဒေါ်လာ37.58 trillion ရှိနေပါတယ်။နံပါတ်၁မှာတော့အမေရိကန်မှာပဲ Nasdaq နော် Nasdaq ဒါတော့သူက OTC market လို့ခေါ်တာပေါ့နော်။သူ့ရဲ့တန်ဖိုးကတော့37.61 trillion ရှိတယ် တတိယနေရာမှာရှိနေတော့ကျွန်တော်အာရှမှာရှိတယ်ရှန်ဟဲဆော့ချင်းက7.19 trillion နဲ့တတိယလိုက်ပြီးတော့ထုတ်တဲ့နေရာမှာတော့ Japan Exchange Group တိုကျိုကကျွန်တော်တို့ဒီ Japan Exchange Group က6.56 trillion တန်ဖိုးနဲ့ထုတ်တာလိုက်နေတော့နံပါတ်5မှာရှိနေတာတော့အိန္ဒိယနိုင်ငံမှာရှိတဲ့ National Stock Exchange ဖြစ်ပြီးတော့သူက5.70 trillion နဲ့နံပါတ်5မှာလိုက်တယ်နောက်တစ်ခါကျွန်တော်ဥရောပဒေသမှာရှိတဲ့ Euronext ဆိုတဲ့ အချင်းကတော့ဥရောပဒေသမှာကြီးရဲ့ stock exchange တော်များတော့ပေါင်းစည်းထားတာပေါ့နော်အဲ့တော့သူကတော့5.44 trillion ရှိနေပါနမခွန်မှာရှိနေတာတော့ဟောင်ကောင် stock exchange ဖြစ်ပြီးတော့သူက4.55 trillion ရှိပါနောက်တစ်ခုကတော့တရုတ်နိုင်ငံကရှင်းချင်း stock exchange ကနော်နံပါတ်8မှာရှိပြီးတော့သူက4.53 trillion ရှိပြီးတော့ကျွန်တော်ကနေဒါမှာရှိတဲ့ Toronto stock exchange ပေါ့နော် EMX group ကတော့ 3.55 trillion နဲ့နံပါတ်6လိုက်ပြီးတော့ဆိုနံပါတ်10မှာတော့ sorry arabia အချင်းပေါ့နော် sorry sorry အချင်းက2.66 trillion နဲ့ကျွန်တော်တို့ကနံပါတ်10လိုက်အဲ့တော့ဒီ data stock တွေရဲ့ market capitalization ကိုကြီးလိုက်မှဆိုရင်သူတို့နိုင်ငံတွေမှာရှိနေတဲ့နိုင်ငံတစ်ခုချင်းရဲ့ GDP နဲ့တောင်မှ調査ကျွန်တော်တို့ကဘယ်လောက်မကွာတော့တွေ့ရအောင်နော် GDP တိုင်းပြည် GDP အချိုးအစားနဲ့ကျွန်တော်တို့ဒီကုန်ဂျစ်တက်ကုမ္ပဏီရဲ့ stock တွေရဲ့เนาะ market cap ပါဆိုရင်ကျွန်တော်ကเนาะအပြန်ဒီအပြန်ဆိုင်ကိုကျွန်တော်ကကြီးထွားနေတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ stock market တွေမှာရှိနေတဲ့ဒီ market capitalization market capitalization နဲ့သူ့နိုင်ငံမှာရှိနေတဲ့ GDP ကိုကျွန်တော်ကတကပြန်ပြီးတော့တိုင်းတာတွက်ချက်တဲ့ရင်းငန်းတစ်ခုလည်းကျွန်တော်ကထွက်လာဖြစ်ပါတယ်အဲ့ဒါတော့ဘာလဲဆိုရင် market capitalization to GDP ratio လို့ခေါ်ပါတယ်ဒီ market capitalization GDP ratio ဆိုတာတော့ဒီနိုင်ငံတစ်ခုမှရှိနေတဲ့ stock exchange listed stock တွေရဲ့စုစုပေါင်းဒီ market capitalization နဲ့အဲ့ဒီနိုင်ငံမှာရှိနေတဲ့ GDP အချိုးအစားဘယ်လောက်ရှိလဲဆိုတာကိုတိုင်းတာတာပဲဖြစ်ပါဒီတိုင်းတာနည်းကတော့ဒီခိုင်မာတဲ့ GDP တိုးတက်မှုက stock market ကိုဘယ်လိုကျွန်တော်ကဆွဲတင်သွားလဲနော်ခိုင်မာတဲ့ GDP တိုးတက်မှုကြောင့် stock ဈေးကွက်မှာဘယ်လိုကျွန်တော်က ဒီ growth တွေရလဲဒါကိုကျွန်တော်ကတိုင်းတာတာဖြစ်ပါတယ်တန်ဖိုးတွေတက်နေလားတန်ဖိုးတွေကျနေလား over value တွေဖြစ်နေလား under value ဖြစ်နေလားဆိုတော့အော်ကျွန်တော်တိုင်းတာတာပဲဖြစ်ပါတယ်ဒီ ratio မြင့်မားတယ်ပေါ့နော် high ratio နော်ဒီ market capitalization GDP ratio မြင့်မားတယ်ဆိုရင် stock market ကကျွန်တော်ကဒီ CY total မှုနဲ့အတူသင်္ကြန်စွာကြီးထွားနေတယ်လို့ယူဆလို့ရပါတယ်နော်အဲ့တော့ဒီ stock market ဒီအချိုးပေါ့နော်ဒီ market cap to gdp ratio တော့ကျွန်တော်ကဘယ်လိုခေါ်သေးလဲဆိုရင်တော့ကျွန်တော်ဒီ buffet indicator လို့လည်းခေါ်ဝသုံးတော့ပါတယ်နော်ကျွန်တော်ခုနပြောတဲ့ stock ရုပ်ကကူလို့ဒီ warren buffet ကနေပြီးတော့နော်ဒီ stock အညွန်ကိန်းဟာနော်သူကဒီအညွန်ကိန်းကိုဒီသူကတော်တော်လေးကိုကျွန်တော်ကတုံးဆွဲတာပေါ့နော်ဒီ ratio ကဆိုရင်တကယ်ကိုသူ့အတွက်နော်အသုံးဝင်တဲ့နော်အညွန်ကိန်းဖြစ်ပြီးတော့ ဒီ stock market ရဲ့တန်ဖိုးတွေကိုနော်တွက်ဆရတဲ့အချိန်မှာ valuation တွေတွက်ထက်ချိန်မှာသူ့အတွက်တော်တော်အသုံးဝင်ပြီးတော့နော်အသုံးချသူကစနစ်တကျဒီဒီ ratio ကိုသုံးချနေတဲ့အတွက်ဒီ ratio ကိုကျွန်တော်တို့က buffer indicator လို့လည်းခေါ်ဆိုတာဖြစ်ပါတယ်နော်အဲ့တော့ဒီ market capitalization နဲ့နော်ကျွန်တော်တို့ဒီ GDP နဲ့ ratio ကိုကြည့်ပြီးတော့ဒီနိုင်ငံရဲ့နော် economy ကဘယ်လောက်ကောင်းလဲ stock exchange က ဘလော့ကောင်းလဲဆိုတော့ဟိုကျွန်တော်ဆက်လက်ပြီးတော့ပြင်ပြသွားမှာဖြစ်ပါတယ်